ားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ19ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရုံနဲ့ရှင်။ဒီနေ့တော့ဒူဂျာသတင်းတွေလည်းစစ်ကောင်ရှင်ရေကောက်ပွဲကိုအယုံကြည်မရှိတဲ့ EU စစ်ကြင်အဖွဲ့မလို့ဖို့ဆုံးဖြတ်လိုက်တဲ့သတင်း။ခရိုင်ဌာနချုပ်အနီးအထူးကံဆုံးနဲ့တိုက်ခိုက်ခံရလို့တရုတ်တွေထိခိုက်တဲ့သတင်း ကာနေဒါဂျူတိုင်းညက်ပါသွားပြီးစွန့်ပစ်ခံရပေမယ့်အသက်မတည်တဲ့မန္တလေးကအမျိုးသမီးအကြောင်းမဲဆင်းဆိုင်ရဲတွေမိရှုခံရပြီးနောက်မင်းလာစေအုပ်စုဝင်တွေတွေ့ခင်ရလို့ဖန်နေတဲ့တရင်စေအုပ်စုဝင်တွေမြို့ပြမထွက်ရဲတဲ့အထိရေဦးကို တော်လိုင်းတက်တွေစုံမှုနေတဲ့အခြေအနေနောက်ကိုရီးယားချင်းချောက်မှုကိုကာကွယ်ဖို့ပဲထင်းတုံးချီလေးတောင်ကိုရီးယားတက်စင်မယ်ဆိုတော့အဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပီရင်ပီပါတရင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဒီနေ့ညပိုင်းအတွက်ပထမအဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့စစ်ကောင်ရှင်ရဲ့ကောက်ဖွဲ့ကိုအယုံကြည်မရှိတဲ့ EU စောက်ကြည်အဖွဲ့မလို့ဖို့ဆုံးဖြတ်လိုက်တဲ့တင်မှာ စစ်ကော်မရှင်ပြုလုပ်ဖို့ကြိုးပမ်းနေတယ်။ရွေးကောက်ပွဲဟာယုံကြည်ရတဲ့ရလဒ်ထွက်လာမှာမဟုတ်တာကြောင့်လိလာသူဆေလို့ဖို့အစီအစဉ်မရှိဘူးလို့ဥရောပသမဂ EU လူ့ခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ခိုင်စာအိုလွန်ဂရန်ကပြောပါတယ်။အောက်တိုဘာ16ရက်မနေ့ကမလေးရှားနိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းသူမကပြောကြားခဲ့တာဖြစ်ပါတယ်။ ဆေဆိုရကကမကထလုံရင်ရလတခုပဲရနိုင်တယ်လို့လဲသူမကပြောပါတယ်စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်မှာလုံနိုင်မှုကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးညတာတဲ့အခင်းကျင်းမတွေ့ရသလိုရွေးကောက်ပွဲလေးလာသူတွေရှိလာတာနဲ့ညတာတဲ့ရွေးကောက်ပွဲမဖြစ်သွားဘူးလို့သူမကဆက်ပြောပါတယ်ဥရောပသမဂ္ဂအနေနဲ့လဲစစ်ကော်မရှင်ရွေးကောက်ပွဲအတွက်လိလာသူတွေကိုဆင်လွတ်သွားဖို့မရှိဘူးလို့ပြောပါတယ် ရေကောက်ပွဲစောက်ကြည့်လေးလာလို့သူတွေဟာစက်တင်ဘာ16ရက်ကစပြီးဒီဇင်ဘာ9ရက်အတွင်းအထွေထွေရေကောက်ပွဲစောက်ကြည့်ခွင့်လျှောက်ထားနိုင်တယ်ဆိုပြီးစစ်ကော်မရှင်ကရေကောက်ပွဲကော်မရှင်ကကြေညာထားပါတယ် ပြည်ပနိုင်ငံတွင်အဖွဲ့အစည်းတွင်တန်ယုံတွင်ကောင်စစ်ဝင်ယုံတွင်အမြင့်ကိုယ်စားလှယ်ယုံတွေကကိုယ်စားလှယ်တွေကိုလည်းနိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအဖြစ်ခွင့်ပြုသွားမယ်လို့လည်းဆိုထားပါတယ်စစ်တပ်ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပါတီ6ခုနဲ့ပြည်နယ်နဲ့တိုင်းအစင်ကနေပါတီ52ပါတီစုစုပေါင်း58ပါတီဝင်ရောက်ရှင်ပြိုင်ကြဖို့ရှိနေပါတယ် ရေကောက်ပွဲပထမပိုင်းမှာတရနှမျိုးနယ်နဲ့ဒုတိယပိုင်းမှာမျိုးနယ်တရတို့မှာကျင်းပမှာဖြစ်သလိုကြံမျိုးနယ်တွေကိုတတိယပိုင်းမှာဆက်လုပ်ဖို့ရှိနေပေမဲ့တနိုင်ငံလုံးမှာကျင်းပဖို့တော့မဖြစ်နိုင်ဘူးလို့စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကပြုလုပ်ခဲ့တဲ့ NCA 10နှစ်ပြည့်အခမ်းအနားမှာပြောသွားပါတယ်ဒုတိယသတင်းတပုတ်အနေနဲ့ KIA ဌာနချုပ်အနီးအသေးခံဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ဒေသတစ်ခုလုံးအနီးပါကချင်လွတ်လပ်ရေးတပ်မတော်ခင်အရင်သိမ့်ပိုက်ထားတဲ့ကချင်ပြည်နယ်လိုင်းစာမြို့ရှိသူတို့ရဲ့ဌာနချုပ်အနီးကိုစစ်တပ်ရဲ့အသေးခံဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့သတင်းရရှိပါရယ် မနေ့ည7:00နာရီလောက်မှာလိုင်စာမြို့မုံလိုင်ဟိုတယ်ရှိရှိဈေးလမ်းမပေါ်ကိုကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးဈေးတယ်တရုတ်အမျိုးသမီးတအူနဲ့တရုတ်အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်မုံလိုင်ဟိုတယ်အပောက်ဝါမှာဈေးလေးတစ်ခုရှိတယ်အဲ့ဒီဈေးပေါက်ထိပ်ကတရုတ်လင်မယားနှုတ်ထိသွားတာပါမုံလိုင်ဟိုတယ်နောက်ကိုဂျုံမုံကြတာအခုက ပထမဆုံးမှလို့လိုင်စာမြို့မှာနေထိုင်နေအသက်30နှစ်အရွယ်အမျိုးသမီးတအူက MBA ကိုပြောပါတယ်အဲ့ ဲ့ဒီဒုံမုံကြောက်ပောက်ကဲမှုကြောင့်အမျိုးသမီးမှာဥကောင်းတန်ရာနဲ့အမျိုးသားရဲ့ခြေထောက်မှာထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးညာတွင်ချင်းတရုတ်ပြည်ဘက်ကိုပို့ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပန်ကာတန်တွေလည်းကြားရတယ်။ပြူထဲမှာနေတဲ့သူတွေကလင်းရင်လာချပြီးဆိုပြီးထင်နေတာ။အတန်ကြီးကအကျယ်ကြီးပဲဈေးဆိုင်ခံလဲခေါမိုးပွင့်ပြီးပြက်စီးသွားတယ်လို့ဖြစ်စဉ်ကိုသိရှိသူအမျိုးသားတို့ကပြောပါတယ်။ ဒီတိုက်ခိုက်ခံရမှုကို KIA ပြောရေးဆိုခွင့်ရှိသူဘုံမူးကြီးနော်ဘူးကလည်းအတည်ပြုပြောဆိုထားပြီးဒုံးထီတဲ့အဆောင်ပျက်စီးတယ်လို့တရုတ်လူမျိုးအဖိုးနဲ့အဖွာထိခိုက်မိခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်လိုင်းစာအနီးစစ်တပ်နဲ့တိုက်ပွဲတွေပြန်ဖြစ်လာမှကိုတေတာခန်တွေကစိုးရိမ်နေကြပါတယ်။ အရင်ကလည်းအာနာသိန်းစစ်ကောင်စီတာတိုက်ပွဲတွေမှာအထိနိုင်ရင်လိုင်းစာကိုလက်နက်ကြီးပြစ်တာဒုံးနဲ့တိုက်ခိုက်တာလင်းရင်ဖုံးကျဲတာတွေလှုပ်ဆောင်လေးရှိပေမဲ့လိုင်းစာနီးဒေတာတွေကစစ်ကောင်စီတပ်စခန်းတွေကို2024ခုနှစ်အတွင်းမှာ KIA ကသိမ်းပိုက်ပြီးနောက်ပိုင်းလက်နက်ကြီးပြစ်ခတ်မှုထက်ဒုံးတိုက်ခိုက်မှုတွေကိုပုံမှန်ပြုတ်လုလာရလို့သိရပါတယ်။လက်ရှိ KIA နဲ့စစ်ကောင်ရှင်တက်လို့ကြာဗမော်ဝိုင်းမော်ဖာကန်မချမ်းမုံမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တတိယသတင်းကတော့ကားနဲ့တိုက်ခံရပြီးတရုတ်တိုက်ညက်ပါသွားပြီမယ်အသက်မတည်တဲ့မန္တလေးကအမျိုးသမီးအကြောင်းပြောပြပေးမှာပါအနာသိမ့်မီနောင်မူကင်းနေညင်တက်နေတဲ့မန္တလေးမြို့ပသိမ်ကြီးမြို့မှာမြို့သမီးတဝူကားနဲ့တိုက်ခံရတဲ့အပြင်ကားအော်ဒီယိုတိုက်ပါသွားပေမယ့်အသက်ရှင်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့လို့တတင်းရရှိပါရတယ်။ အသိဉာဏ်မျိုးအဝင်နာမှာအောက်တိုဘာ16ရက်မနေ့ည9နာရီလောက်ကဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာအမျိုးသမီးဟာအဲ့ဒီလိုဖြစ်ခဲ့တဲ့အပြင်ကားနဲ့တိုက်သူတွေကတာဝန်မယူဘဲသူမကိုဆုံးပြစ်သွားခဲ့တယ်လို့ဒေသတွင်းလူမှုကွန်ရက်ရေးအသင်းတွေစီကနေသိရပါဗျ။အမျိုးသမီးတို့စီလာတဲ့ဆိုင်ငယ်ကိုတိုတာမက်8ကားဖြူအောင်ကတိုက်ပြီးထွက်ပြေးသွားတာအမျိုးသမီးကတော်တော်အသက်ပြင်းနေအချိန်တော်တော်ကြာမှသူ့ကိုပြန်ရှာတွေ့ကြတာ။ အခုတော့တတိပြန်ရနေပြီလို့မြို့ခံလူမှုကူညီရေးအသင်းတစ်ခုရဲ့တာဝန်ရှိသူတဦးကပြောပါတယ်ကားနဲ့တိုက်ခိုင်ရတဲ့မျိုးသမီးစီးလာတဲ့ဆိုင်ကဟာနေရမရင်ကြံခဲ့ပြီးခန္ဓာကိုယ်ကကားအောက်ပါသွားခဲ့တာလို့ဆိုပါတယ်။ရှင်တိုင်းမှုကိုတွေးရှိခဲ့သူတွေကသူ့မကိုရှာဖွေခဲ့ကြပေမဲ့မတွေ့တဲ့အတွက်လူမှုကွန်ရက်အသင်းဝင်တွေရဲ့လူတွေမိမအကူအညီတွေနဲ့ဆက်လက်ရှာဖွေခဲ့ရမှာတွေးစာတချို့သာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ တိုက်သွားသူတွေဟာပတင်ကြီးမျိုးအဆုတ်စေးုံနာမှာခိတရက်နာခဲ့ပြီးကားအောက်ညက်ပါလာတဲ့အမျိုးသမီးကိုကားပေါ်တင်သွားပြီးနောက်တန်ကောက်ရွာအထယ်ကျုံစေးုံနာမှာဆုံးပြစ်သွားခဲ့တယ်လို့မျိုးကန်လူမှုကွန်ရီအသင်းတွေစီကနေသိရပါဗျ။ ကနအိုအဲ့ဒီအမျိုးသမီးတေဆုံသွားပြီလို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လူမှုကွန်ရက်အသေးဝင်နဲ့ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်အသက်မသေးပဲတန်းရအပြင်းထန်ရပြီးတတိမြင့်မျောနေတာကိုသိရှိခဲ့တဲ့အတွက်ဆေးရုံကို တင်ပို့ပေးခဲ့ရာဒီနေ့မနက်ပိုင်းမှာတတိပြန်ရလာတယ်လို့သိရပါတယ် ကားနဲ့တိုက်ထွက်ပြီးကလူနာကိုစွန့်ပစ်သွားတဲ့ကားသမားကိုတော့စုံစမ်းနေဆဲဖြစ်ပြီးဖမ်းမမိသေးဘူးလို့သိရှိရပါတယ်။ဆက်လက်ပြီးမင်းစင်းဆိုင်ရတဲ့မိရှုခံရပြီးနောက်မင်းလာစေအုပ်စုဝင်တွေတွေ့ခဲ့ရလို့ဖန်နေတဲ့သတင်းကိုတင်ဆက်ပေးပါောင်းမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်စင်တဲကုန်းချေရွာမှာ စစ်ကောင်ရှင်ရဲ့အတူရောင်ရေးကောက်ပွဲအတွက်စင်ညာထားတဲ့မဲစင်တွင်မိရှုခံရပြီးနောက်စစ်တပ်ကရွာသူရွာသား15ဦးကိုဖမ်းဆီးခဲ့တယ်လို့သတင်းရရှိပါရယ်။ အဓိကမင်းစင်းတွေကိုပြီးခဲ့တဲ့ အောက်တိုဘာလ9ရက်ညပိုင်းကတော်လိုင်းတပ်ဖွဲ့ဝင်တွေကမိရှုပ်ဖြက်စီခဲ့တာလို့သိရပါတယ်။ ။အဲ့ဒီနောက်စစ်တပ်ကအင်အားအများပြားနဲ့စစ်ရွာကိုရောက်ရှိလာပြီးမတင်ကားတဲ့ဒေသခံတွေကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ရွာကန်တအုပ်ကပြောပါတယ်။အမျိုးသားတွေရောအမျိုးသမီးတွေရောဖမ်းခံရတာ15ယောက်လောက်ရှိတယ်။အခုထိပြန်မလို့သေးဘူး။တတဲမှာစစ်နေရလို့ကြားတယ်။အသက်ကြီးတဲ့သူတွေလည်းဖမ်းခံရတယ်။မိသားစုတွေလိုက်သွားတာတော့မတွေ့ခွင့်မရဘူးလို့သူကပြောပါတယ်။ရွာစာကြီးတိုင်းမှာထားတဲ့မင်းစင်တွေမရှိခံရမှုဟာကျေးရွာမှာတာဝန်ရှိတယ်ဆိုပြီးကျူးလွန်သူတွေကိုမဖောက်ထုတ်ပေးရင်ရွာကို မိရှို့ဖျက်ဆီးမယ်လို့စစ်တပ်ကချင်းကြောက်ထားတဲ့အကြောင်းသိရပါတယ်။တက်စီဘုံတွေပါတဲလာတာတရားခံပေါ်မပင်ရင်ရွာမိရှို့မယ်တဲ့ရွာသားတွေလည်းအကုန်လန့်နေတာညာကြီးမိလာရှို့တာဘသူဆိုတာသိပါမလဲအခုကညာဆိုဘသူမှအင်ပြင်းအောင်ထွက်ရတာမဟုတ်ဘူးလို့စင်တဲကုန်းရွာကအမျိုးသမီးတအုပ်ကပြောပါတယ်။ မန်းစင်ဆိုင်ရတွင်မိရှုခံရတာဆယ်ရက်ရှိပြီဖြစ်ပေမဲ့စစ်သားတွေကစင်တဲကုန်းရွာကိုမကြခဏလာရောက်နေတဲ့အတွက်တိတကံတချို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရှိရပါတယ်။ အုပ်ချုပ်ရေးမှုတွေရှာရင်မှုတွေအသက်ခံရတော့ကစစ်သားတွေလာအောင်မလာကြဘူးအခုမဲဆင်းနေမိရှုခံထားရတဲ့စင်တဲကုန်းရွာမှာလည်းအုပ်ကြီးအသက်ခံထားရတယ်အဲ့ဒီတုန်းကအစ်စီပဲရွာကိုစစ်သားတောင်မလာဘူးအခုအားအကြောက်လေအဲ့ဒီရွာတွေဆိုအုပ်ချုပ်ရေးမှုလုံးမဲ့သူမရှိဘူးမဲဆင်းစာရွက်မိရှုခံရတော့အကြီးကျယ်ပြဿနာရှာနေရလို့မင်းလာမြို့နယ်ကနိုင်ငံတကြွလှုပ်ရှားသူတအုပ်ကပြောပါတယ် ်မင်းလာမြို့နယ်ဟာလာမယ့်ဒီဇင်ဘာ28ရက်မှာစစ်ကောင်ရှင်ကျင်းပမယ့်ရွေးကောက်ပွဲ ပထမပိုင်းမှာမပါဝင်ပါဘူး။ပြည်တွင်းကနောက်ဆုံးသတင်းအနေနဲ့စစ်အုပ်စုဝင်တွေမြို့ပြင်မထွက်ရဲအထိရေဦးကတော်လိုင်းတက်တွေစုံမှုနေတဲ့သတင်းကိုပြောပြပေးပါမယ်။စကိုင်းတိုင်းရေဦးမြို့ပေါ်ကလွဲပြီးအနည်းတဝိုက်ကခြေရွာတွေကိုတော်လိုင်းတက်တွေကစုံမှုထားတာကြောင့်မြို့ပြင်မီတာ300လောက်ထိသာစစ်အုပ်စုဝင်တွေထွက်ရဲတော်တယ်လို့သတင်းရရှိပါရတယ်။ အဲ့ဒီလိုအချိန်မှာပဲအော်တိုဝါ16ရက်မင်းညာ10နိုင်ခွဲလောက်မှာရေဦးမြို့မြောက်ပိုင်းမြို့ဝင်ဆောင်ဘုတ်နာမှာကင်းမုံဝစ်ဖို့လာတဲ့စစ်သားနဲ့ဗျူပူပေါင်းအင်အား10ဦးလောက်တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးနှောက်ဦးတေဆုံက၄ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီနေ့မှသတင်းထုတ်ပြန်ပါတယ်။ တည်ဆုံးတရားရကိုတော့အတည်ပြုနိုင်ပါတယ်ဗျာသူတို့ဘက်ကတော့ညကပတ်ဝန်းစင်ကိုလက်နက်ငယ်နဲ့ရမ်းပစ်တာမျိုးတော့ရှိပါတယ်လက်နက်ကြီးတော့မပစ်ပါဘူးအခုတော့တိုက်ခိုက်တာအကြိမ်များပါပြီလို့ရေဦးမြို့နယ်ပကဖတာဝန်ရှိသူတအူးက MPA ကိုပြောပါတယ် ဒီလိုတိုက်ခိုက်ခံရပေမဲ့အင်အားနည်းနေတဲ့စစ်ကော်မရှင်တာဒီနေ့မနက်ပိုင်းအထိမြို့ပေါ်မှာလုံခြုံရေးတုံ့ပြန်တာမျိုးမလုပ်နိုင်ပေငြိမ်သက်နေလို့သိရပါတယ်။ရေဦးမြို့ပေါ်ရှိစစ်တပ်ဟာဒီနေ့2025အတွင်းရေဦးမြို့စုံမှာစဲချိန်ထက်မနည်းမိုင်းဆဲတိုက်ခိုက်ခံထားရတယ်လို့ဒေသတွင်းတော်လိုင်းတပ်ဖွဲ့တွေစီကသိရပါတယ်။ရေဦးမြို့ပေါ်မှာစစ်တပ်ကအင်အား300လောက်နဲ့တပ်ဆွဲထားပြီးမြို့ပေါ်မှာပြည်သူတွေဆက်လက်နေထိုင်နေပေမဲ့တချို့မှာနေရွှန့်ခွာသွားပြီဖြစ်တယ်လို့သိရပါတယ်။မနေ့က ာပြုလုပ်တဲ့မိုင်းဆဲတိုက်ခတ်မှုအတွင်းစစ်သားတွေတည်ဆုံးထရာရရှိမှုကိုတော့ MPA အနေနဲ့တိကျအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။နောက်ဆုံးပြီးပါတဲ့အနေနဲ့မြောက်ကိုရီးယားချိန်ချောင်းမှုကိုကာကွယ်ဖို့အင်အားပြင်ပဲ့ထိန်တုံးစီတွေတောင်ကိုရီးယားအလုံးရင်းထုတ်လုပ်နေတဲ့အကြောင်းတင်ဆက်ရင်ဒီနေ့တော့ကျွန်မရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရပ်နားလိုက်ချင်ပါတယ်ရှင်။ မြောက်ကိုရီးယားရဲ့နျူကလ িয়ার ချိန်ချောက်မှုတွေအပေါ်ညီများရဲ့တုတ်ပြန်မှုအဖြစ်တောင်ကိုရီးယားကဒီနေ့ကုန်ပိုင်းကစပြီးအင်အားပြင်ဟိုမွန်ကပဲ့ထိန်တုံးကြီးတွေကိုဖြန့်ကျက်ချထားတော့မယ်လို့တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးကဒီနေ့မှာထုတ်ပြောလိုက်ပါတယ် တောင်ကိုရီးယားကနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်ဖြစ်တဲ့အတွက်ချိန်ချောက်မှုတွေကိုတုတ်ပြန်မှုအဖြစ်ကျွန်တော်တို့မှာဟော်မုန်ငါးလိုမျိုးအင်အားကြီးဒုံးစီတွေကိုအတော်တန်ပိုင်ဆိုင်ထားတင်တယ်လို့ကျွန်တော်ခက်ခိုင်မမယုံကြည်ပါတယ်လို့အန်က ပြောပါတယ်။အလုံးရင်းနဲ့စတင်ထုတ်လုပ်နေပြီဖြစ်တဲ့အဲ့ဒီဒုံးစီတွေထုတ်လုပ်မှုကိုတိတိတသားတုံ့ပြန်နိုင်မှုအတွက်နီးလန့်တွေကိုလည်းရှာဖွေနေရလို့သူကပြောပါတယ်။ အရွယ်အစားကြီးမတာကြောင့်ဘလူးတုံးစီလိုအမိပေးထားတဲ့မြေပြင်ပြည့်တီတုံးစီကအလေးစင်၈တန်လောက်ရှိတဲ့ထိတ်ဖူးကိုတည်ဆောင်နိုင်ပြီးမြောက်ခံတက်တွေကိုဖျက်ဆီးနိုင်စွမ်းရှိရလို့သိရပါတယ်။တောင်ကိုရီးယားစစ်တပ်ကဟွန်မွန်၅ကိုပြီးခဲ့တဲ့နှစ်တက်မတော်နေခန္ဓာမှာပထမအဆုံးအကြိမ်ထုတ်ပေါ်ပြသခဲ့တာပါ။ အခုကမြောက်ကိုရီးယားဘက်ကလည်းသူတို့ရဲ့လက်နက်ဖွံ့ဖြိုးတိုးတက်မှုကိုအပြည့်နေတယ်လို့ရုရှားနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေတိုးလုပ်လာနေရကြောင်းဒီပညာအကူအညီတွေရပြီးပိုးပြီးရဲရဲတင့်တင့်လှုပ်လာပါတယ်။မြောက်ကိုရီးယားကတရုတ်နဲ့ရုရှားအဆင့်မြင့်အရာရှိတွေတက်ရောက်ခဲ့တဲ့အကြီးမားဆုံးစစ်ရေးပြပွဲမှာအမေရိကန်ကိုအန်တူပြီးစီးလုံးညီညွတ်မှုကိုပြသတဲ့အနေနဲ့ဟွာဆောင်20တိုက်ချင်းဖြစ်ဖက်ထင်းတုံးကြီး ICBM အစ်စ်တွေကိုပြီးခဲ့တဲ့အပတ်ကပထမအဆုံးအကြိမ်ထုတ်ဖို့ ေါ်ပြသခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့ ICBM တွေဟာအမေရိကန် ပြည်အောင်စုအထီးရအောင်ပြစ်လွတ်နိုင်တယ်လို့ဆိုပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝေရောက်မချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပီတူပီတာပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောတွေပြေကြပါစေရှင်။